အမေမင်္ဂလာပါအဲအခု collective reading လေးအစ်စ်ထပ်လုပ်ပေးမလို့ပေါ့နော်ဆီယမ်မာကိုဗစ်ဖြစ်နေလို့အခုနေတော့တိတ်မကောင်းရှောင်းနေလဲစိုးနေရဒါပေမဲ့မလုပ်ပေးတာကြာသွားရင်လည်းအဆက်ပြတ်သွားမှာဆိုလို့ collective reading လေးပြန်လုပ်ပေးလိုက်တယ်နောက်ပိုင်းနေကြရင်တော့ဒီလိုပဲအားရင်လုပ်ပေးလိုက်မှာအားရင်ပြတ်တောက်လိုက်တော့ဖြစ်နိုင်တယ်ပေါ့နော်အခုက collective reading လေးရဲ့ခေါင်းစဉ်က collective reading ဆိုတာကိုအချို့တွေကမသိမှဆိုလို့ပြန်ပြောမယ်နော် collective reading ဆိုတာပိုင်ရွေးစရာမလိုဘူးဒီ reading ကိုအကြောင်းအကြောင်းကြောင့် ေဂျီယာတစ်ခုခုပေါ်မှာကိုကြည်လိုက်မိတဲ့အခါမှာကိုရဲ့ energy နဲ့ကြိုက်တယ်လို့ထင်တယ်ဆိုရင်ဒါမှမဟုတ်တစ်ဖက်သူနဲ့ကိုလည်းကြားရတဲ့ဖြစ်ပြသွားတဲ့အကြောင်းအရာတွေနဲ့ကြိုက်တယ်ထင် resonate ဖြစ်တယ်ထင်နေဆိုရင်ဒီ video ကိုဆက်ကြည့်လို့ရတယ်။ by 1 2 3ရေးရွေးเสียမလို့ဘူး။အဲအချို့တွေနဲ့ energy ကိုက်နိုင်တယ်။အချို့တွေနဲ့ energy လုံးဝမကိုက်တာမျိုးလည်းဖြစ်နိုင်တယ်။ general အနေနဲ့လူအများစုကိုခြုံပြီးကြည်ထားပြီးတဲ့အတွက်တယောက်ချင်းနေစီဟောထားတာမဟုတ်တဲ့အတွက်တယောက်ချင်းနေစီမှန်တယ်လို့ အဲတော်တော်များများတူရင်တောင်မှပဲအဆုံးသတ်မှဖြစ်လာမဲ့ဟာတွေကတင်တင်တို့အတွက်တီးသက် personality တွေမဟုတ်တဲ့အတွက်အကောင်လုံးမှန်ချင်မှမှန်နိုင်မယ်ပေါ့နော်အရင်ဆုံးဒီ quality rating ရဲ့ခေါင်းစဉ်ကတင့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့တစ်ဖက်သူပေါ့နော်တင့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့တစ်ဖက်သူကတင်နဲ့ပတ်သက်ပြီးဘလို့အတွေးရှိနေလဲဘာညာပေါ့အဲ့လိုမျိုးတင့်ရဲ့အခုအဲ့ဒီသူနဲ့အဆက်အသွယ်မရှိတော့တာလည်းဖြစ်နိုင်တယ်အဆက်အသွယ်ရှိနေတာလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့တစ်ချိန်ချိန်မှာတော့သူ့ကိုသူကတင့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူနော်အဲ့တော့ ဒီမှာတော့ဟိုအချိန်ကြာမှာဆိုတဲ့အတွက် tarot card တွေ oracle card တွေချိုးပြီးတော့ဆွဲထားပြီးပေါ့နော်အရင်ဆုံးဒါကြတော့ oracle card လေးသုံးခဲ့ပေါ့နော်ဒါက collective လေးတွေနဲ့သူ့ရဲ့ဂျားတွေက energy ဆိုတော့ဒါက collective လေးတွေရဲ့ energy ပေါ့နော်အဲ့မှာဆိုရင် attraction အဲ့တော့ attraction ဆိုလို့ရှိရင် divine soul counterpart attraction transcend superficial superficiality ပေါ့နော်အဲ့တော့စပြီးတော့တွေ့ခါစမှာတယောက်တစ်ယောက်အရန်ဆွဲဆောင် ြရတယ်ဗောနောကိုကဆွဲဆောင်တယ်သူ့ကိုမြင်လို့ရှင်လေဟိုအားလုံးထဲမှာမှာသူ့ကိုမြင်လို့ရှင်ကိုကသူ့စီပဲတွားချင်သူ့ကိုပဲကြည့်ချင်နေသူဆွဲဆောင်မှုတစ်ခုရှိနေတယ်လို့ခံစားရတယ်သူ့ဘက်မှာလည်းအဲ့လိုမျိုးဖြစ်နိုင်တယ်ဗောနော်တယောက်ကတော့ attraction တွေဆွဲဆွဲလဲလာတင်းတင်းတင်းအမြင်မြင်ပါများလို့ရှင်အတန်ကြားချင်းစကားပြောချင်းလာတယ်ယဉ်သိမှုတွေရယူလဲယဉ်သိမှုတွေပို့ပြီးတော့ တိုးပွားလာတဲ့ဆိုတဲ့ပုံစံမျိုးဒါပေမဲ့တကယ်စိတ်ထဲရဲ့ချစ်ချင်းမေတ္တာထက်စားလို့ရှိရင် superficial เนาะအပေါ်ယံနေကိုပို့ပြီးတော့ဆွဲလန်းတာမျိုးဖြစ်တတ်တယ်ဗောနော်ဥပမာရုပ်ချောတာမျိုးတို့အဲပတ်စံရှိလို့တို့เนาะရုပ်တစ်ဖက်လူကယောက်ျားလေးဆိုလို့ရှိရင်ယောက်ျားပီတာလို့တို့အဲစကားပြောတဲ့လူတို့မျက်လုံးလေးရလှလို့တို့တတက်လေးပါလို့တို့ body mind လို့တို့အချို့ကလည်းအညိုစင်လေးအချို့ကလည်းကိုရီးယားမင်းသားအဲ့လိုမျိုးဗောနော်ကို physically ဘောကြတာကွာတိလား physically သဘောကြတာသူ့ရဲ့ဖြစ်တည်မှုအစစ်အမှန်ကိုကိုကမသိဘဲနဲ့ဒီမေတ္တာတရားနဲ့ချစ်ချင်းမေတ္တာနဲ့မဟုတ်ဘဲနဲ့နည်းနည်းဘယ်လိုခေါ်မလဲဟိုဆွဲလန်းတာမျိုးတက်မှတ်တာမျိုးပို့ပြီးတော့ဆိုင်နေပေါ့နော်အဲ့လိုပုံစံမျိုး ဖြစ်နိုင်တယ်ဒါလူတိုင်းဟုတ်ချင်မှာဟုတ်ပဲပေါ့နော်ဒီ collective တွေတချို့ပါဒီလို attraction တွေနဲ့ပတ်သက်ခဲ့မိတာဖြစ်နေနောက်တစ်ခုက intense intensity of true soul connection include great heights and great lows အဲ့တော့တဖြည်းဖြည်းနဲ့ဒီနှစ်ယောက်ကြားတွေကခန်းစားချက်တွေက intense ဆိုတာကပြင်းထန်လာတယ်ပြင်းထန်လာရင်ဒီမှာဆိုလို့ရှိရင်ဒါဖဟိုဟာဒီမှန်နေကွဲကုန်တဲ့ပုံစံမျိုးပေါ့နော်အရင်တင်းလို့ရင်ပြတ်တယ်ဆိုတဲ့ပုံစံမျိုးအချိန်တွေတည်းတင်းမာလာတာမျိုးတယောက်နဲ့တယောက်ကခန်းစားချက်တည်းတကယ်စစ်မှန်လာတာဖြစ်စစ်မှန်လာတဲ့အခါမှာဟိုတီးခံရမယ်နားလဲရမယ်ခွင့်လွှတ်ပေးရမယ်တယောက်ကိုတယောက်အဲ့လိုမျိုးဘယ်လိုခေါ်မလဲ မိသားစုဆန်တဲ့ပုံစံမျိုးတွေဖြစ်လာတာထက်စားလို့ရှင်ဆွဆွလို attraction တွေကြောင့်မို့လို့တက်မတ်တာတွေဆွဲလဲတာတွေကြောင့်အဲဆွဆွလို့နားလဲမှုပေးတာတို့ဘာလို့တွေထက်စားလို့ရှင်အတ္တတွေလောဘတွေထိမ့်ချုပ်တာတွေဒီကိုကောင်းဆန်တာတွေပါလာပြီးတော့အချို့အခြေအနေတွေကတော့ပြောရတယ်အချို့အခြေအနေတွေကတော့မပြောရဘူးပြဿနာတွေပို့ပြီးတော့ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်နောက်တစ်ခုက bond a lab on grow stronger over time တာစာရဖီဇီကယ်လီတာတဖြည်းဖြည်းနဲ့ချင်းချင်းမြစ်တာတွေကပွင့်လန်းလာတယ်ပေါ့နော်အဲ့ဒီ energy ပုံစံမျိုးနဲ့သွားထားတယ်ဆိုတဲ့ဟာမျိုးက collective lead တွေဘက်ကအဲပုံစံမျိုးကိုပြောထားတယ်။အဲ့တော့ collective lead တွေဒီမှာဆိုရင်ဒါက collective lead တွေ energy ကိုပြန်ပြီး check လုပ်ထားတယ်ပေါ့နော်။ဒါနှစ်ယောက်ကြားတဲ့ဟာဖြစ်မှာပေါ့။ collective lead တွေရဲ့လက်ရှိ energy မှာဆိုရင် king of wands နဲ့ page of wands ဟောဟုတ်ပြီအဲ့တော့ဟွန်း collective လေးတွေပဲကတော့ချစ်တာကတော့ချစ်ချင်းမေတ္တာတွေအစရထက်တန်မှုတွေเนาะအပြည့်အဝအပြည့်အဝ action အပြည့်အဝယူပြီးတော့တကယ်ကိုတစ်ဖက်သူပေါ်မှာအဲစိတ်ရောကိုယ်ပါချစ်ပေးနေတာမျိုးရှိတယ်အစာပိုင်းတော့ကတော့ပေးလျှော်ဝမ်းဆင်တဲ့ကြီးပေါ့เนาะအစာပိုင်းတော့ကတော့တိတ်ပြီးလေးလေးနက်နက် မရှိခဲ့သေးပေမဲ့လည်းတည်တည်ချာချာရရှိမြတ်တာတွေတဖြည်းဖြည်းတိုးပွားလာပြီးခိုင်မာလာတဲ့အချိန်မှာ Gain of Wands Energy နဲ့ဒီဘိတ်တုတ်ဘယင်ကြီးအခြေအနေပေါ့နော်ခိုင်မာတဲ့အဲချစ်ချင်းမြတ်တာတွေတိုးပွားလာတဲ့အာဟိုအချစ်တွေတိုးလာတဲ့လိုမျိုးတစ်ဖက်လူပေါ်မှာ ပိုင်ဆိုင်ခြင်းစိတ်တွေအဆအဆအရာရာလှုပ်ပေးခြင်းစိတ်တွေဖြည့်ဆည်းပေးခြင်းစိတ်တွေရလဲတစ်ချိန်တည်းမှာပဲတိုးလာတဲ့အတ္တတွေလည်းပါလာတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်။ဒါက collective လေးတွေရဲ့ energy ။ တစ်ဖက်သူရဲ့ energy တစ်ဖက်သူရဲ့ energy ကကြာတော့ the moon ရဲ့ keynote source ကတစ်ဖက်သူကသူသူ့ကိုအဲ့လိုမျိုးတွေဖြစ်လာတာသူကတိတ်မကြိုက်ဘူးပေါ့နော်သူကနည်းနည်းခံစားချက်များတယ် emotion များတတ်တယ်လို့ဖြစ်တယ်တခုခုဆိုလို့ရှိရင်တွေးအတွေးထဲမှာပဲသူကဟိုတိတ်မပွင့်လင်းတတ်ဘူးတယောက်တည်းအငုံစိတ်ရှိတာမျိုးတယောက်တည်းကြိတ်ပြီးတော့ခံစားတတ်တာမျိုးတယောက်တည်းခံစားချက်တွေတခြားသူတွေမပြောဘဲနဲ့ ငြိမ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ကိုထင်တဲ့အရာအတိုင်းပဲသူကလောက်တက်တယ်အဲ့လိုမျိုးပုံစံမျိုးလေးရှိတယ်အဲဘာလို့လဲဆိုတော့အဲဒီဒီသူနဲ့တစ်ဖက်သူနဲ့သူတူတူရှေ့ဆက်သွားမယ်ဆိုရင်ဘလိုဘလိုတွေရှိတယ်သူ့ဘက်ကဘာတွေဖြစ်မယ်ဘာတွေလိုက်လိုက်နာမယ်ဘာတွေအဲအဆုံးဖြတ်ရမယ်ဘယ်ဘယ်အရာတွေစွန့်လွှတ်ရမယ်ဘယ်အရာတွေမလုပ်ရဘူးဘယ်အရာတွေလုပ်ရမလဲဆိုတာတွေကိုသူတွေးတဲ့အခါမှာသူ့ကိုယ်တိုင်ရဲ့စိတ်ထဲမှာကွာ ဟိုဝေခွဲမရတာမျိုးတွေပေါ့နော်လှုပ်တင်မလှုပ်တင်လားဘယ်လိုလုပ်ရမလဲဆိုတာကိုသူ့စိတ်မှာမဆုံးဖြတ်နိုင်တာမျိုးလည်းဖြစ်နိုင်တယ်လို့သူ့ရဲ့ပြင်ပကအာပြင်ပက factor တွေပေါ့နော်အဲ့ဒါတွေကလည်း collective လေးတွေနဲ့ရှေ့ဆက်သွားဖို့အရေးမှာသူ့ကိုအနောက်ရှက်အတားစီတွေပေးနေတာမျိုးရှိတယ်သူ့ရဲ့ဆွေမျိုးတိုင်းဝိုင်းနေဒါမှမဟုတ်လို့ရှင်သူ့ရဲ့မိဆွေတငယ်ချင်းတွေเนาะအဲ့ဒါတွေကလည်း collective လေးတွေနဲ့သူ့နဲ့ဂျားထဲမှာအဲတွေးခေါ်တွေ ြဿနာတွေပိုပြီးကြီးထွားလာအောင်လို့သူ့ရဲ့အတွေးထဲမှာအမြဲတမ်းရောက်ရခန့်နေစေတယ်เนาะဒါသူ့ရဲ့စိတ်ထဲကဒါကလော့တလေးတွေတည်တာလည်းဖြစ်ဖြစ်မဖြစ်မတည်တာလည်းဖြစ်ဖြစ်ဖြစ်မယ်ပေါ့နော်ပြီးတော့ source နောက်ပြီးတော့သူကဟိုတခုခုကိုစဉ်းစားမယ်လုပ်မယ်ဆိုလို့ရှိရင်ကြတော့ဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်သူကမပြင်းဘူးเนาะဘာလို့မှအားမနာဘူးဒါအပြင်ကြီးဆိုတဲ့အတွက် လုတ်ဆရာရှိရင်တော့သူကပြည့်ပြည့်တသားလုတ်မှာပဲဆုံးဖြတ်ဆရာရှိတာတွေကိုလည်းပြည့်ပြည့်တသားဆုံးဖြတ်မှာပဲအဲတကယ်ဒါသူရွေးချယ်ရမယ်ဆိုလို့ရှိရင်သူသူ့ကိုယ်သူပို့ပြီးတော့ရွေးချယ်မဲ့ဆိုတဲ့ပုံစံမျိုးပေါ့เนาะနည်းနည်းအဲ ego အဲ့တာနည်းနည်းကြီးရယ်ဆိုတဲ့ဟာမျိုးလေးကိုတွေ့ရတယ်ဒါတစ်ဖက်သူရဲ့ energy ဒီနှစ်ယောက်ကြားထဲမှာအတိတ်ပြစ်စုံပဲအနာဂတ်မှာဘာတွေဖြစ်ခဲ့လဲပေါ့เนาะအတိတ်မှာက9 challenges ဲ့တော့အတိတ်မှာတော့ကတော့ဒီနှစ်ယောက်ကြားထဲမှာအဲစိတ်ခံစားချက်တွေကဖြစ်အဆင်ပြေခဲ့တယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေအတိုင်းယာနှုံးပြည့်ချစ်ချင်းမြတ်တာလေးနဲ့ပြေးဝခဲ့တယ်ဘောနော်အဲ့လိုမျိုးပုံစံမျိုးပြဿနာကြီးကြီးမားမားတွေတိတ်မရှိဘူးဆိုတော့ပုံစံမျိုးအတိတ်မှာတော့တွေ့ရတယ်နှစ်ယောက်ကြားထဲမှာ နှစ်ယောက်ကြားထဲမှာတယောက်ယောက်ကတစ်ဖက်ဖက်မှာပို့ပြီးတော့ကွန်မန့်တစ်ခုခုရှိနေတာမျိုးချစ်သူရှိနေတာမျိုးမလွတ်မလပ်ဖြစ်နေတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြတာလေဒါအတိတ်ကတော့ energy လက်ရှိလက်ရှိမှာက DRSD ကိုအမော်ဒီဒီနှစ်ယောက်ကဒါပြီးပြီးသားတွေပဲပေါ့လေဟိုဒါခက်ဝေးဝေးအတိတ်ဒါတိတ်ပြီးတာမကြသေးတဲ့ဟာပေါ့အဲ့တော့နှစ်ယောက်ကြားထဲမှာတယောက်နဲ့တယောက် မဆုံးဖြတ်နိုင်တာမျိုးလက်မလွတ်ချင်တာမျိုးเนาะအတ္တတွေကြီးလာတာမျိုးချုပ်ချုပ်ချဲမှုတွေချုပ်နှောင်မှုတွေများလာတာမျိုးငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်အဲအငင်းပွားစရာမျိုးတွေဖြစ်လာတာမျိုးတွေရှိတယ်တဲ့เนาะအဲ့တော့နောက်ပိုင်းမှာဘာတွေဖြစ်သွားလဲတက်တက်တဲ့เนาะဇလန့်ပြီးသွားပြီဆိုเนาะဇလန့်ပြီးသွားပြီအရှိပိုင်းတော့ကအစဉ်ပြေခဲ့တဲ့ emotion တွေ fulfillment ပြေဝခဲ့တယ်နောက်ပိုင်းမှာစဉ်းစားစရာတွေဖြစ်လာပြီတယောက်နဲ့တယောက် control လုပ်ချင်တာတွေဖြစ်လာပြီး နော်အတားဒီမာနာတွေနဲ့လက်မလွတ်ချင်တာတွေများလာပြီးအဲအတင်းချုံနောင်မှုတွေများလာတဲ့အခါမှာဇလန်းကပြီးဆုံးသွားပြီဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်အဲ့တော့ဒီပိုးပိုးဖလန်လေးဘောက်ဖက်လေးကတေဆုံးသွားပြီးသွားပြီဒီမှာဝိညာဉ်လေးထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးအဲ့ရမှာအဲဘဝအစ်တစ်ဖန်နဲ့လိပ်ပြာလေးကပြန်ဆသွားပြီပေါ့နော်ဒီဒီဘဝကသူကမရောက်တော့နောက်ထပ်ဘဝအစ်တစ်ခုတော့သူကဖြစ်သွားပြီဆိုတဲ့ဟာမျိုးတွေ့ရတယ်အဲ့တော့ ဲ့ဒါကြောင့်မို့လို့လေ collective လေးတွေကနာကျင်နေရတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်သူဘက်ကကိုယ့်ကိုယ်တော့ဒီချိန်မှာဒီလောက်တောင်းကိုချစ်ပေးခဲ့တာကိုဒီလိုလှုပ်ရက်လေးချင်းတစ်ချက်တောင်းခဲ့မကြည့်လေးချင်းအဲတန်ရောစင်တွေတော့မတိတော့ဘူးလားဆိုတဲ့ပုံစံမျိုးတွေ collective လေးကတွေးပြီးတော့နာကျင်နေရတယ်ဒါပေမဲ့သူဘက်ကတော့အစတစ်ခုပြန်ပြီးတော့ရှုပ်ပြုတ်နေပြီပေါ့နော်အဲ့တော့သူ့ဘက်က collective တွေကိုနာကျင်လုပ်ခဲ့တဲ့အတွက်နောက်တရရနေလားဆိုတော့ကိုဒီမှာအဲ oracle gate တွေနဲ့၅ gate ဆွဲထားတယ် divorce တဲ့เนาะအချို့တွေကတရားဝင် ပေါင်းသိယူထားပြီးတဲ့သူတွေကွာရှင်းသွားရတာမျိုးတွေဖြစ်နိုင်တယ်တဲ့เนาะ give it time နဲ့အချို့တွေကကြတော့အာ everything is divine time ဆိုအချို့တွေကကြတော့အော်ဒါကန်ဂျမားပဲပါလာတဲ့အတိုင်းပဲဖြစ်မှာပဲစောင့်ကြည့်ရမှာပဲမတတ်နိုင်ဘူးအခုချိန်မှာ အခြေအနေတွေအတိုင်းပဲစီမျောပြီးလိုက်ရမှာပဲဆိုတဲ့ပုံစံမျိုးပေါ့တိတ်ဒီလိုမျိုး क्वे क्वे ပြတ်သွားတဲ့အိမ်တောင်တွေဘဝမျိုးတွေမဟုတ်ပဲအခုချိန်မှာ क्वे ကွာနေရတာမျိုးတွေဖြစ်နိုင်တယ်ကိုယ့်လက်ထဲမှာလုံနိုင်တဲ့ကိုယ့်ရဲ့လက်လန်းမိတဲ့အခြေအနေမဟုတ်တဲ့အတွက်ဖြစ်လာတာပဲအကောင်းဆုံးမျှော်လင့်ထားပါမယ်လေးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်တဲ့နော်အဲ့တော့သူ့ဘက်ကကိုယ်နာကျင်အောင်လုပ်ခဲ့တာအတွက်နောင်တရလာလို့မေးတဲ့အခါမှာအခုထိတော့မတွေ့သေးဘူးပေါ့နော်နောက်တစ်ခါ distant ဒါနှစ်ယောက်ကြားထဲမှာဝေးကွာနေရတာမျိုး physically ဖြစ်ချင်းဖြစ်တာမဟုတ်ဘူးလို့ရှိရင်အနေနီးနေသေးတယ်ဆိုရင်တော့ emotionally distant နဲ့စိတ်ရှင်းနေရတော့ဝေးကွာနေပြီဆိုတဲ့ဟာမျိုးတွေ့ရတယ်။နောက်တစ်ခုက challenge နော်။ challenge ဒါက collective တွေဘက်ကပဲဖြစ်နိုင်တယ်နော်။အခုအချိန်မှာသူနဲ့ဝေးကွာနေရပေမဲ့စိတ်ထဲမှာအဲဆုံးဖြတ်ချက်ချဖို့သူပြန်လာမလားမသိဘူးဆိုပြီးတော့ဟိုသူ့ကိုဆက်သွယ်ရင်ကောင်းမလားစပြီးဆက်သွယ်လိုက်ကောင်းမလားစပြီးတော့လိုက်သွားရင်တွေ့လိုက်ရင်ကောင်းမလားအဲ ဒီတိုင်းမဲ့နေနေမပြီးတော့အချိန်နေရတော့ challenge ဟိုစွန့်စားပြီးတော့သူနဲ့ပြန်တွေ့ဖို့ဘလို့လုံးကျင်ကောင်းမလဲဆိုတဲ့ဟာမျိုး challenge တစ်ခုခုကိုလုတ်လိုက်မှဖြစ်တယ်ဆိုပြီးတော့ပုံစံမျိုးတွေတွေ့နေရတယ်ဒါမှမဟုတ်လို့ရှိရင်သူ့ဘက်ကကြတော့ကိုယ့်ဘက်ကိုနောင်နာရလားဆိုတော့နောင်နာမရပဲနဲ့သူ့ဘက်ကတခြားဆွဲလန်းမှုတစ်ခုခုတခြားစူးစမ်းမှုတစ်ခုခုတခြားဘလို့ကောင်းမလဲအစ်စ်တစ်ခုကိုလုတ်ဖို့အတွက်ကိုသူက challenge ယူပြီးတော့เนาะရှင်ပြိုင်မှုအတွက်ကို အဲဘယ်လိုခေါ်မလဲရင်ဆိုင်ရှင်ပြိုင်မှုအတွက်ကိုသူကပြင်ဆင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်တစ်ခုက let go တဲ့နော်အဲ့တော့စွန့်လွတ်တာတို့ထားခဲ့တာတို့နော်အဲ့လိုမျိုးပုံစံမျိုးတွေပဲတွေ့ရအဲ့တော့ဒီငါးကက်လုံးအရာဆိုရင်သူ့ဘက်ကတော့သူလောက်ခဲ့တဲ့အရာအတွက်သူ့ဘက်က quality လေးတွေစိတ်မကောင်းဖြစ်နေရမျိုးနောင်တရနေရမျိုးတွေမတွေ့ရဘူးအဲ့တော့အဲနောက်တစ်ခုကဒီနှစ်ယောက်ကြားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ lab oracle တွေကဘာပြောခြင်းလဲပေါ့နော်ဟွန်း confident နော် ကော်ဖီဆိုဒီမအိုင်ပြီတဲ့အဲ့တော့ဒီနေ့ယောက်ျားတွေကဘလို့ပဲဖြစ်ဖြစ်ချစ်ချစ်မြတ်တာတွေဇလန်းတွေကတော့ပြီးဆုံးသွားပြီအကောင့်ထဲရောက်သွားပြီ endings เนาะ ending spring new beginning အဆုံးသတ်သွားပြီအဲ့တော့အစအစ်တစ်ခုပြန်စဖို့ပဲရှိတော့တယ် growth change liberation transition เนาะလုံးဝအပြောင်းလဲတစ်ခုဆိုတော့ဒီမှာလဲ the debt ဒီမှာလဲဟိုဟာဆိုတော့သူ့ကိုပြန်လာအောင်မလားပြန်ဆောင်နေရအောင်မလားဆိုရင်တော့ဒီဖြီးကြီးအရတော့သူ့ဘက်ကကိုယ်ဘာမှ action မယူမှာမဟုတ်ဘာမှလဲသူ့စိတ်ထဲမှာမရှိတော့ဘူးဆိုတော့မဆောက်မို့ပဲပြောရင်ကောင်းပဲဗောနော်အတာခဏနေရော တော့ဒီမှာအဲ့တော့ left oracle ဒီနေ့နဲ့တစ်ဖက်သူရဲ့အခြေအနေကိုပြန်ပြီးတော့ထပ်ပြီးတော့မေးလိုက်တဲ့အခါမှာ engagement တွေရော new lab တွေရော honeymoon တွေရောเนาะသူ့ဘက်မှာအတိတ်တွေ့နေရမျိုးတွေတောင်ဖြစ်နိုင်တယ်เนาะဒါမှမဟုတ်လို့ရှင်သူ့ဘက်မှာအစတွေအစိုးဆိုးကလည်းအဲအရှိေပိုင်းမှာသူ့ဘက်မှာပတ်သက်မှုတစ်ခုခုရှိထားတာမျိုးလည်းဖြစ်နိုင်တယ်လို့ပြထားတာဖြစ်တဲ့အတွက်အဲ့ဒီလူနဲ့ဖြစ်စီတောင်းမို့ရင်လူသိနေဖြစ်စီပေါ့เนาะသူက ဒီလိုမျိုး commitment တစ်ခုခု engage လောက်တာမျိုးစစ်ဆက်တာမျိုးအခြေအနေတစ်ခုခုအရင်အထက်ဆိုင်ပို့ပြီးတော့ပေါ်ပေါ်တင်တင်တွဲနေတာမျိုးเนาะဒီမှာလည်း new lab တဲ့เนาะအဲ့လိုမျိုးတွေရှိနေတယ် honeymoon ချို့ကကြတော့ပျော်ပျော်ရွှင်ရွှင်နဲ့သူတို့ဘဝအကြီးမှာအဲတခါတဲ့စိတ်သစ်လူသစ်ဘဝသစ်နဲ့ honeymoon ခရီးထွက်နေရဲဆိုရယ်ခံစားမှုမျိုးတွေနဲ့ပျော်နေရဲဆိုရယ်ပုံစံမျိုးတွေတွေ့ရတယ်အဲ့တော့ universe ကအခု collective လေးတွေကိုတနာတစ်ဖက်သူကြောင့်မလို့နာကျင်တဲ့ collective လေးဘာတွေအကြံပေးခြင်းလဲပေါ့နော်ဒါ universe ကနေ animal spirit လေးတွေနဲ့အကြံဉာဏ်ပေးထားတာဖြစ်တဲ့သုံးကပ်အရင်ဆုံးဒီမှာဒါက sea otter ပေါ့နော် happiness တဲ့နော် be the matter of playful ဒါဒီဒီရေထဲမှာရှိဘယ်လိုခေါ်မလဲရေဖြန်တော့မဟုတ်ဘယ်လိုခေါ်လဲမသိအဲ့ကောင်လေးတွေကအဲပျော်ပျော်နေတတ်တယ်ပေါ့နော်သူတို့မှာဘယ်အရာအောင်မှတိတ်ပြီးတော့ expectation တွေမထားဘူးပေါ့နော်သူတို့ပုံစံလွတ်လွတ်လပ်လပ်ပဲဒီနေ့တရက်စာအစအစားစားပြင်သူတို့အိတ်တယ်ဆိုင်ရေးတဲ့ဖမ်းပြီးတော့ငားတွေစားမယ်ပြင်အပြက်အိတ်တယ်သူတို့မှာအတိတ်တွေကြိုးပြီးပြန်စဉ်းစားပြီးတော့ပူလောင်နေရမရှိဘူးပြစ်စုံပန်မှာပဲနေတယ်အနာဂတ်မှာတော့ဒီဘာမှသူတို့မှာဟို stray ပြီးတော့မျောလင့်ထားတာတွေ expectation တွေနော်ဘာမှမရှိဘူးပေါ့နော်လွတ်လွတ်လပ်လပ်လက်ရှိမှာပဲပြောအောင်နေပါဆိုတဲ့ပုံစံမျိုးလေးเนาะအဲ့တော့အရင်စိုးရိမ်နေရတဲ့စိတ်ပူပန်တာတွေ အဲ့ချစ်ချင်းမြတ်တာတွေအဲ့ဒါတွေရှောက်ပြီးတော့တွေးပြီးတော့ပူလောင်နေမဲ့အစား surrender to the wave တဲ့နော်ရေလိုင်းတွေကိုပဲစိတ်လုတ်ကိုလုံးနဲ့ရေလိုင်းတွေကိုလာရိုက်တာလေးကိုပဲလွတ်လွတ်လပ်လပ်ခံစားနေတဲ့ပုံစံမျိုးလေးဒီဒီသရဝါလေးတွေကပေါ့နော်အဲ့တော့အခုအရန်တွေကို collective လေးတွေတွေးနေတဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်တဲ့ဒီ order လေးတွေကိုကြည့်ပြီးတော့အဲ့လိုပဲနေပါပေါ့နော်တိတ်ပြီးတော့ဘာမှမမျောလင့်တာနဲ့ နော်မျောလင့်ပင်မနဲ့မဖြစ်လာပင်မနဲ့အားလုံးလွတ်ချထားဆိုပုံစံမျိုးပြောထားတယ်နောက်တစ်ခုကအဲဒါ hawk ပေါ့နော် spirit is sending your message တော့တင့်ရဲ့အတင်းရဲ့ spirit ဆိုတော့တင့်ရဲ့အဆောင်ရှောက်တွေတင့်ရဲ့အကိုစောင်းနဲ့ပေါ့နော်ဒါမှမဟုတ်အတိတ်ဘဝတုန်းကပတ်သက်ခဲ့တဲ့သူတွေတင့်ရဲ့ခန္ဓာကိုယ်ကိုစောင်းရှောက်နေတယ်ကောင်းသောအရာတွေကတင့်ကိုအကြံဉာဏ်တွေပေးနေတယ်เนาะအမြင်အမြင်ကိုတက်ပြီးကြည့်တော့ဟိုးအမြင်ရဲ့အမြင်ဟို လှမ်းပြီးတော့တွေးပါကြည်ပါဗောနော်ဒီအဲမျက်စိတဆုံးပဲမကြည့်နဲ့ဗောနော်အဲ့လိုမျိုးပြောတယ်အဲ့တော့ကိုဒီလိုပဲနေမယ်ဆိုရင်ကိုဒီလိုပဲနေမယ်ဆိုရင်ဘာဖြစ်နိုင်မလဲကိုဒီထက်ဒီထက်ဒီထက်ဘာတွေဘာတွေတိုးချက်ပြီးဘာတွေလောက်ကင်မယ်ဆိုရင်ကိုဘာတွေတိထားတဲ့လဲကိုဘဝကြီးอ่ะကောဘယ်လိုရှေ့ဆက်တင်လဲဆိုတာမျိုးဒီဒီလူကိုပြန်လာမှာလာနေရောညပါတွေးပြီးတော့ဒီအเจ้าနေပဲအုံနောက်ထဲကနေမထောက်နိုင်ဖြစ်နေမဲ့အစား ဟိုးအဝေးယုံမျောကြည့်ဟိုးအမြင့်ယုံမျောကြည့်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးပြောထားတယ်နောက်တစ်ခုက action ယူပါတယ်เนาะဒီ now is the time to act action ယူဖို့တခုခုကိုတော့လုပ်ပါအဲ့တော့အတူကြီးထဲမှာပဲထိုင်ပြီးတော့တယောက်တည်းနေပြီးတော့အဲတချင်းနေနားထောင်လိုက်အသေးကွဲဝိထုတွေဖတ်လိုက်သူများသူ့ရဲ့အတိတ်တွေတော့ကိုယ်နဲ့ပတ်သက်ခဲ့တဲ့အရာတွေပြန်တွေးလိုက်နေအတွေးထဲမှာပဲအခန်းထဲမှာပဲ နေနေရမျိုးတွေမလုံနဲ့ပေါ့နော် opportunity တွေရှိနေတယ်ကို့အတွက်အခွင့်အရေးတွေရှိနေတဲ့အချိန်မှာကို့အချိန်ရတော့ကို့အတက်ငယ်တော့ကို့မှာအဲလောက်ဖို့အရေးချင်းတွေရှိနေတဲ့အချိန်မှာ action ယူပြီးတော့လောက်ပါကို့ဘဝကြီးတိုးတက်ဖို့အတွက်သူများနိုင်ငံမှာဆိုလို့ရှိရင်ဒါ session နေဆိုကို6ရောက်ပေါ်ကိုရက်ဒီနိုင်ပြီကို့ဘာကိုအိမ်ငားပြီးနေတယ်အိမ်လားကတော့ကို့အချိန်အချိန်ရရရသလိုအလုတ်လုတ်တယ်အဲ့လိုမျိုး ပုံစံမျိုးတွေနေကို့ဘဝကိုတိုးတက်ဖို့ နော်ကိုခြေတော့ကိုရက်တီနိုင်ဖို့ကို့အတွက်ကိုဘယ်လန်းနေကအဆင်ပြေမလဲဆိုတော့ကိုကိုယ်တိုင်လေးလာတည်ယူပြီးတော့ action ယူဖို့လိုတယ်ပေါ့နော် moving forward with confidence အဲ့တော့ကိုကိုကိုယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်ပါတင့်ရဲ့နော်အရေးအချင်းတွေကအမြဲတမ်းတင်လိုချင်တဲ့နေရာကိုရောက်နိုင်ဖို့အတွက်ကိုတင့်ကိုအထောက်အကူပေးလိမ့်မယ် your quick wit and keen sense will lead you to success တဲ့နော်အဲ့တော့တင်တစ်ခုခုကိုမြင်လိုက်ပြီဆိုတာနဲ့မြင်တာနဲ့ချက်ချင်း အဲ့ဒီမြင်တဲ့အရာနေတင်ယူနိုင်ဆိုရရှိတယ်เนาะစိတ်ထဲမှာလည်းလိုလျောက်တည်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့เนาะအဲ့ဒါတွေကအခုချိန်မှာဒီနာကျင်ခဲ့ရတဲ့အရာတွေကြောင့်မှေးမိန်နေတယ်အဲရောင်းမထွက်ဘူးဖြစ်နေတယ်ဘဝရဲ့လမ်းကြောင်းတွေပိတ်နေတယ်ပေါ့เนาะအဲ့ဒါတွေကိုအဲပြန်လဲပြီးတော့လွတ်မြောက်အောင်ပြန်လဲပြီးတောက်ပြောင်လောက် polish တင်မှုတော့ကို universe က the animal spirit လေးတွေနဲ့အကြံဉာဏ်ပေးထားပါတယ်ဒါကတော့ collective routine လေးလည်းဖြစ်ပါတယ်အဲ အကုန်လုံးတော့အဆင်ပြေချင်မှပြင်မယ်ပေါ့နော်အဲနောက်ထပ်ဘယ်လို reading မျိုးတွေလုပ်ပေးစီချင်လဲဆိုတာလည်း comment မှာမှန်သွားပြီးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်